ဆေးဝန်မအလကံပေးရတတောင်းသားတောင်အလကံမရတခုခုတူဆိုးပြမလားကပြမလားပုံဆွဲပြမလားတခုလုတ်ပြပြီးမှပေးရစင်ကာပူမှာအလကားယူခြင်းသိမ့်မထည့်ရင်များအာချောင်းပြီးတော့ပြီးအလကံမပေးရအောင်တော့ထောင်းနှစ်နှစ်တတောင်းသားတောင်အလကံပေးလို့မရစပွဲတို့ဝိတာဆိုပြီးတစ်မန်နီပေးလို့မရတကဘာလုံးမှာတစ်မန်နီတားထားတာဆေးဝန်နိုင်ငံမှာရှိအမေရိကန်တောင်တစ်မန်နီပေးလို့ရ TIB tip tip money နည်းနည်းမဆိုးသလောက်လေးပို့ရလေရော့ကွာမင်း50ဟိုတပြားတော့မပေးရဘူး အဒီမြို့တို့ဘဝရိတ်တာတွေပါလေသွားလူမယ်မို့လားအနည်းဆုံးဟိုကတ िश ူးလေးဖြည်းဖြည်းသူပြန်ပေးတယ်ဘဝရိတ်အစားအလကားမရဘူးဆိုတဲ့ဟာကိုဒီဇယက်ကိုသွင်းထားတာတော့2009နဲ့2010ကျတော့တပည့်တော်တို့တပည့်တော်တို့ကဝင်းနေတာကြာပြီတော့အခုကျတော့အများကြီးနောက်ရောက်ကွာပြောလို့တော့မရရှင်လို့တော့မရတော့အဲ့မနေ့ကဒီပြောပြောတယ်ဟလောင်ဘေးတခုတည်းရဲ့ဝင်းွေကစင်ကာပူထက်ကျော်တော့သူရဲ့အခင်ချင်းကြီးကအပြင်းစင်တာတပည့်နဲ့ကြိုးစားတယ်လူတိုင်းကြိုးစားတယ် လူတိုင်းချိုးစားဒုရနိုင်ငံမပြင်းအောင်တင်းထားတာမပြင်းအောင်တင်းဒုရနိုင်ငံငပြင်းနေငပြင်းနေနော်ဟိုဘုန်းကြီးတွေလည်းပြင်းတယ်စင်ကာပူမှာတပည့်တို့သွားတယ်ဥပဒေတွေတို့သွားတယ်ရှင်မြဒုရနိုင်ငံရောက်ပြီဆိုရင်ရှင်မြတို့အရင်ဆုံးကတ်ဆုံးကတ်ပြီးတော့လူဝယ်လေးတွေလှူတယ်မို့လားစင်ကာပူမှာမရဘူးရှင်မြတို့ရွတ်တရားဖက်တရားအရင်ရွတ်အလုတ်လုတ်ပြီးမှသူကလှူတာအဲဘုန်းကြီးလှူတာဆိုအဲ့ပြန်သွားတာအမဆိုရတော့ဒီလိုကဟိုကော်ဖီလေးတစ်ခွက်တောက်တယ်ဗျာနော် ော်ဖီတစ်ခွက်တောက်တာ8ဒေါ်လာဆိုပါတော့အဆင်5ဒေါ်လာ2ဒေါ်လာပို့တယ်။ဇွဲတို့လေးကကိုဒေတာမို့လို့တို့မဟုတ်တနာစရာကောင်းလို့တို့မဟုတ်ကိုစိတ်ပေးကျင်လို့ဆိုပြီးတော့အဲကျန်တဲ့2ဒေါ်လာကိုပေးခဲ့တယ်ပေါ့တစ်မန်နီပေါ့။အပုံငွေလေးပေး။အဲ့နှစ်နှစ်နှစ်ထောင်ချမှာတော့ဆေးဝင်မအလကံပေးရတောင်းသားတောင်းအလကံမရ။တခုခုတူဆိုးပြမလားကပြအောင်လားပုံဆွဲပြမလားတခုခုလုတ်ပြပြီးမှပေးရ။စင်ကာပူမှာအလကားယူချင်သိမ့်မထည့်။ရှင်များအာချောင်းပြီးတော့ပြီအလကံမပေးရအောင်တော့ထောင်နှစ်နှစ် တရောင်းသားတော်လည်းကပေးလို့မရစပွဲတို့ဝိဒါဆိုပြီးတစ်မန်နီပေးလို့မရတကဘာလုံးမှာတစ်မန်နီတားထားတာသေဝင်နိုင်ငံပဲရှိအမေရိကန်တော်တစ်မန်နီပေးလို့ရ TIB တစ်မန်နီနည်းနည်းမဆိုးသလောက်လေးပူရလေရောက်ကမင်း50 50တပြားတော်မပေးရအဒီပြတို့ဘဝရိုက်တာတွေပါလေသွားလူမယ်မို့လားအနည်းဆုံးဟိုကတ िश ူးလေးဖြည်းဖြည်းသူပြန်ပေးတယ်ဘဝရိုက်အစားအလကားမရဘူးဆိုတဲ့ဟာကိုဒီဇယိုက်ကိုသွင်းထားတာတော့ အလုံးနှစ်ဆလောက်ရမယ်လီကွမ်ယူကပြောတယ်အလုံးနှစ်ဆလောက်ရမယ်ငွေနှစ်ဆသူ့ရမယ်အစိုးရသူ့ပြပဲ၁၀နှစ်နေအိမ်ရနေတရားရနောက်၁၀နှစ်နေကားရအဲ့ဒီတိုင်စုခဲ့တာအဲ့ဒီတိုင်စုခဲ့တာစင်ကာပူမှာလေစင်ကာပူဆာကြီးတက်ကြီးရောက်တဲ့ခါပြီးရင်ဒီတော့ပြတိတ်ကောင်းတာပဲတပြီတော့လေ့လာတယ်သူတို့နိုင်ငံကြီးဘလူးကြီးဆိုတာကြီးသူအားကြနေတာမို့ဘလူးလုတ်ခဲ့တာဆိုတာသူကကြည့်တော်တော်များများဘလူးကြီးဖြစ်သွားမှအားကြဘလူးလုတ်ခဲ့တာဆိုတဲ့အောင်သိဝင်သားအောင် ကိုကိုတိုင်လည်းအဲ့ဒီလောရမယ်ဖြစ်စင်မှမပါဘူးလို့ထင်တယ်အဲ့ဒါဆိုတော့ဟိုလူတွေသာသုံးမကြလို့ဒီလူသာသုံးမကြလို့ဖြစ်ကုန်အဲ့ဒါတပည့်တို့လက်ထက်သူများအသုံးမကြတာရှောက်ပြောနေလို့မရဘူးဟုတ်တယ်မလားအဲကိုဘလောက်အသုံးကြလဲတပည့်တော်တော့ဒါအခွင့်အရေးလိုပဲမြင်နေဗျာဒီလိုခစ်သုတ်ခစ်ယုတ်ကြီးခစ်ပြက်ကြီးတဲ့ရောက်နေတယ်ဒီလိုတော့အခွင့်အရေးပဲအလုတ်လုတ်ဆရာပို့ရခစ်ကြီးကောင်းနေစက်ကြမင်းပေါ်နေတယ်ချင်းအရှင်များတို့ brighter လုတ်ချင်လို့ရမရဘူးအကုန်လုံးဆင်ပြေးနေတာအဲ့ဒါဆိုတော့ရရဲ့တဲ့တက်သည့်ရှိတဲ့ပုံကိုယ်တွေဟာ ော်ဌာမတတိနာသူရဲ့အစွမ်းမလားကိုထုတ်ပြခြင်းနဲ့ဆိုတဲ့အခါအခက်ခဲတွေကိုချိန်ခေါ်မှုတွေကိုအမြဲတမ်းလက်ခံလေးရှိဖျားလောင်းရဲ့စိတ်တွေကိုတို့တို့စဉ်းစားရမယ်ဂိမေအေကေနတိန်နေနဗုဒ္ဓတေနဌာမတတိနာငါလိုယောက်ျားကောင်းတယောက်ရှိတာဆိုတဲ့အဲ့ဒီတိတ်ကိုရှင်များတို့မွေးရတပြိတော့အကြီးကြီးတွေပြောနေရမုန်းတော့ဟိုအကြီးကြီးတွေဘာဖြစ်ဖို့ညာဖြစ်ဖို့မစင်းသားနဲ့ကိုဝင်းချင်းမှာကိုလူလူသူသူဖြစ်အောင်လုပ်နိုင်ရပြီအဲ့ဒီဘုန်းကြီးတွေကကိုဝင်းချင်းမှာကိုကောင်းအောင်လုပ်ပြီဆိုတော့ဒီလိုနိုင်ငံသာသနာရောနိုင်ငံရောကောင်းတယ် အခုအဲ့လိုမလုပ်ဘူးအဲ့လိုလုံနိုင်တဲ့သူအရေးအတွက်နဲနေလို့မှန်လားဗျာနော်ဒါရှင်များတို့ပြန်ဆန်းစစ်ဒီလိုရှင်များတို့ဒီလိုပြောရမယ့်ယုံဖို့တခါမှမတောင်းဆိုဘူးရှင်များတို့ဆန်းစစ်ရနော် analysis လုပ်ကြည့်လို့ရဒါတပြည့်တော့မြင်နေရလို့ရှေ့တခေါ်မျောကြည့်နောက်တလန်ပြန်ကြည့်တမိုင်းတင်တယ်ဆိုတာရှေ့ကိုမြင်နိုင်တယ်မြတ်ကျိုးမြင်ရအဲ့မြင်တဲ့အခါကျတော့နောက်ကသင်္ကန်းသားတွေကိုပြန်ယူပါနောက်မှာဘာတွေအနေကျရှိတယ်ဘာတွေလိုအပ်ချက်ရှိတယ်နောက်မှာတော်ခဲ့တဲ့သူတွေဘယ်လိုလဲတပည့်တော်ပြောတယ် မြန်မာဘရင်တွေကိုအမြဲတမ်းအသုံးမချဘူးလို့ထင်အောင်နိုင်ငံရေးသမားတွေပြောကြတယ်ဆိုင်းရေးဆရာတွေရေးကြတော့နိုင်ငံတကာမီဒီယာတွေကနေပြီးတော့ဟိုဟွာလေးတရားလေးဖတ်ပြီးတော့လူတွင်ကျယ်လှုပ်ချင်ကြတဲ့အခါလည်းပြောမြန်မာဘရင်တွေမတော်ဘူးလားတော်လို့မြန်မာပြည်ဒီကနေ့ထိနေနိုင်ခဲ့တာပေါ့တော်ခဲ့တဲ့သူတွေရှိလို့ပေါ့အနော်တာမင်းရဲ့ကောင်းဆောင်မှုဒါလည်းသာအုပ်ထွက်တယ်ဆရာကြော်ကြော်လိုင်းရေးတယ်ဘရင်တော်ရဲ့ကောင်းဆောင်မှုအလောင်းမင်းရဲ့ကောင်းဆောင်မှုတော့အုပ်ထွက်တယ် အဲ့ဒီကောင်းဆောင်မှုတွေဒီကိုလေ့လာတဲ့အခါအနွယ်ထားကောင်းဆောင်မှုကြိုက်တယ်။ဒါနာတော့ရောနိုင်ငံတော်ရောကြိုက်တယ်။ဒါပေမဲ့အနွယ်ထားမျိုးဆက်တွေကောင်းကျသတာအယဘာသားလာသူသားလာခုချိန်ဒီတမိုင်းမှာရေးရမသိဘူး။ယာသတမန်နဲ့ရတဲ့ကလေးလာသူနဲ့ရတဲ့ကလေးလာမသိဘူးနော်။ထားလိုက်တော့မရှင်းလင်းဘူး။မယဘာသားပဲပြောပြောသူသားပဲပြောကျန်စစ်သားတယောက်ပဲရလိုက်တာ။ဘာကောင်းလို့နောက်ထပ်နော်။ဘယင်းတော်ဘယင်းတော်သားနန္ဒစစ်တိုက်တဲ့နေရာမှာဆရာကြီးပဲ။ စစ်ဘေးကြီးဘရင်တော်33နှစ်စစ်တိုက်ခဲ့တာမြန်မာပြည်ရဲ့ area အခြေဆုံးဖြစ်သွားအခုထက်3-4ဒသလောက်ကြီးတယ်ဘရင်တော် dynasty ဆိုပြီးတော့ Google မှာရှာကြည့်ဘလောက်မြန်မာပြည်ပုံကြီးရဲ့4000ကြီးလိုပဲအကြီးပင်လယ်တွေရောဘာတွေရော6000ရှာနိုင်ငံတွေဆိုအကုန်လုံးနီးနီးပိုင်တရုတ်နိုင်ငံထဲမှာပြည်နယ်3ခုလောက်ပိုင်ဘင်္ဂလားဒေ့ရှ်အာသမတိပူရာအိန္ဒိယအဲ့ဒါမြန်မာပိုင်းနဲ့တည်းဒါပေမဲ့ဘရင်တော်အမျော်မြင်မရှိဘူးသူသားနန္ဒလက်ထက်ကြတော့တိုင်းပြည်ရပြတ်ဒါကြောင့်စစ်တိုက်တဲ့ုံနဲ့တိုင်းပြည်တိဆောက်လို့မရဘူး ကျုပ်လူလူငယ်တွေအများကြီးတီးဖို့လို့စစ်တိုက်တဲ့ရုံနဲ့တိုင်းပြည်တိဆောက်လို့မရဘူးနန္ဒက်လက်ထက်မှာတိုင်းပြည်ပြတ်သွားဘင်းတော်တေးပြီးတော့ဘာမှမကြောက်တိုင်းပြည်ပြတ်တယ်အလောင်းမင်းတရားတပြည့်သူ့ကြိုက်တယ်အလောင်းမင်းတရားရဲ့ကောင်းဆောင်မှုကိုကြိုက်သူ့သားလေးရောက်ဘယင်ဖြစ်တယ်ကုန်းပေါင်းမင်းဆက်ဆက်တဆက်ကုန်းပေါင်းတပြည့်တို့ဘာကြောင့်ကုန်းပေါင်းခေါ်တာကဲပြောကြည့်ပါဦးကုန်းပေါင်းဘာကြောင့်ကုန်းပေါင်းခေါ်ကုန်းပေါင်းကိုရှင်ပြတို့ကြားဘူးလားကုန်းပေါင်းဆိုတဲ့စကားကုန်းပေါင်းကြီးကျော်တို့ကျွတ်ကျွတ်ကျော်တို့ချိုးချင်းကျော်တို့ဟုတ်လား ဲ့ဒါမျိုးပြောလားကုန်းမောင်ကိုပဲနေရာမှာတွေ့ဘူးတော့။အော်ရွှေဘိုးပြည့်ရဲ့နာမည်တမျိုးပေါ့နော်။ဟုတ်ပြီဒါလည်းမှန်တယ်ဗျာ။ကုန်းမောင်ကိုပဲနေရာမှာတွေ့ဘူးလေ။အော်ရွှေဘိုးနန်းကွာ။ကုန်းပေါ့။ရေထဲကိုသွားတဲ့အခါတင်မောတွေပေါ့။လီတဘောတက်တဲ့အခါခုံးတက်တာဟုတ်ရဲ့လား။ဘာနဲ့တက်တာလဲ။ပြင်ချက်ကြီးတွေမထိုးဘူးလို့ပဲ။အဲ့ဒီပြင်ချက်ကြီးတွေကိုဘာလို့ခေါ်။ကုန်းပေါင်လို့ခေါ်တယ်။ပြတ်သွားတဲ့ တက်ကြတာကူရင်မင်းသက်ကိုကုန်းပေါင်တို့ဆက်တဲ့အတိပဲမို့လို့ကုန်းပေါင်မင်းဆက်လို့ခေါ်တယ်ပြတ်သွားတဲ့မြန်မာမင်းသက်ဓမ္မရသာလက်ထက်ကလေအခုမန္တလေးဖြစ်နေတာလေသိုးတယ်နေကင်းရောညာကင်းရောအမြဲတမ်းလူရက်တက်ဖြတ်နေတာအဲ့လိုပဲငါမင်းတို့ကိုယ်အိမ်ကိုယ်ဆောင်တော့ကွာကိုယ်ရက်ကွက်ကိုယ်တောင်းဝင်ကြငါတော့မနိုင်ဘူးသူလွတ်ချလိုက်တာဘိုးဆိုးကျုံရွာသားအောင်စီရဘုံကြောင်သားတက်25နှစ်ဝင်ခြင်းပဲရှိအဲ့ချိန်မှာ46ရာကိုစုပြီးတော့ထန်းလုံခတ်တဲ့တော့နောက်အဲ့ဒီကနေတိုးချဲ့တယ်၈နှစ်အတွင်းတန်နိုင်ငံလုံး ထိုင်းကြည့်နော်တနိုင်ငံလုံးဟာအလောင်းမတရားကြီးရဲ့လက်အကိုရောက်သွားလူတွေအများကြီးမသိဘူးကွန်မန်ဒိုတွေနဲ့တိုက်လာမင်းဘက်က၁၀ယောက်ငါဘက်က၁၀ယောက်ချက်လာချက်အေးရိုတိုင်းနာချင်းချင်းပဲဒါပေမဲ့တတိကျင်ရှင်းပဲနိုင်ရင်မင်းနိုင်ရင်မင်းအောက်ကငါလက်ခံငါဝင်မယ်ငါသစ္စာခံငါနိုင်ငါအောက်ကိုလက်ဆက်သစ္စာခံချိုးခိုးမတိုက်ဘူးပြောင်းမယ်အလောင်းမတရားကြီးရဲ့တကယ်လို့စိတ်တင်လေရေးထားတယ်အလောင်းမင်းတရားဆိုတဲ့စာကိုဖတ်ကြည့်ပါဗျာ စကိုင်းခိုးတင်ရေးတဲ့တာကိုလည်းရှိတယ်အလောင်းမင်းတရားကြီးအလောင်းမင်းတရားကြီးကမအေးရတော်တော်တော်တာဟိုးသူ့မအေးရလေအဲ့တော့ leadership ကိုဒီလိုထဲထဲဝင်လေ့လာတဲ့အခါဘာတွေ့လဲဆိုတော့ခေါင်းဆောင်ကောင်းတိုင်းမှာအမေကောင်းနေရှိတယ်အမေတွေတော်တော်အရေးကြီးတာပဲဆိုတော့ကလေးတယောက်မွေးစားကနေ7နှစ်တွင်းမှာအမေအရေးကြီးဆုံးပဲစိတ်ပညာပြောတယ်ဒေါက်တာကျော်စိတ်လူငယ်လမ်းညွန်ဆိုတဲ့စာအုပ်ထဲမှာမွေးစားကနေ7နှစ်ကအမေအရေးကြီးဆုံးပဲတဲ့7နှစ်ကနေအနည်း20ကအဖေအရေးကြီးဆုံးပဲတဲ့ အနည်းနဲ့ဆရာနေအစိတ်ကြဆရာအရေးကြီးတယ်သူလောကတဲ့ဝင်တော့စီးပွားရေးလောကလူမှုရေးလောကအဲ့မှာဘယ်လိုဆရာနေသူတွေ့အဲ့ဒီသုံးခုရဲ့ပြည့်ပြည့်မှုကောင်းရဲ့အဲ့လိုကထိတ်ထိတ်တက်တာထိတ်ဆုံးတို့ဆိုတာမျိုးလို့မွေးစားကနေစနစ်ကဘသူအရေးကြီးဆုံးလဲဗျာအမေအရေးကြီးဆုံးပဲအမေကြီးဆိုတာပခတ်လွှဲတဲ့လက်ကတိုင်းပြည်ဦးဆောင်တယ်အဲ့ဒါဗျာစိတ်ပညာအရာကောအဲ့လိုပဲလွှမ်းမိုးမှုကလေအမေအမေရဲ့ရင်ခွေးမှာပို့ပြီးတော့ဒီလိုဖြစ်နေတာဗျာနော်ဒါကြောင့်ဒီပြည့်တို့ ဆရာမဆွေဆွေရေးထားတဲ့ကျောင်းတဲ့ဒီမိုကရေစီမူကြိုကြောင်းအစသည်ခြင်း ਨੇ စအုပ်လေးပါဗျ။နော်ဝေတို့ဆွေတို့ဒိမတ်တို့ဒီလိုနိုင်ငံမှာဒီလူတယောက်ကိုဝင်ဆောင်ပြီဆိုရင်အဲ့ဒီကိုဝင်ဆောင်နေရကိုဝင်ဆောင်မိခင်ကိုဆိုရဆောင်လျှောက်တာဆိုရ OG တင်နေသွားတာအဲ့ဒါကနေ့စာဘလောက်ဖတ်ရမလဲလေ့ကျင့်ကဘလောက်လောက်အောင်မလဲဘယ်ဟာရာပြည့်ရတာဗီတာမင်ဓာတ်တွေဘလောက်ပြည့်ရတာသားရမလဲကိုဝင်ဆောင်မိခင်အသာဆောင်လျှောက်တပည့်တော်နိုင်ငံကိုကလေးဆိုပြီးတော့ဆွစ်စစ်ခုံနေတဲ့အချိန်မှာသူတို့ကနိုင်ငံတော်ကကလေးနိုင်ငံတော်ရဲ့ကလေးနိုင်ငံသားကောင်းဒီစိတ် ဲ့တော့မွေးပြီတနစ်တနစ်မိဘတွေကထင်းလို့ရတနစ်ကျော်တော့ဆိုရအောင်အဆိုရအောင်နေမှာအသူတို့ KG တွေခန္ဓာကာရတွေဘာတွေတို့တို့စီစဉ်နေထားပြီအထန်ကုန်စရာမလိုဘူးเนาะနိုင်ငံရဲ့ GDP ကရလာတဲ့ gross domestic product ပေါ့ဒီလိုတော့ကိုတန်ဖိုးအဲ့ဒီရလာတဲ့ GDP တွေကိုအဓိကပဲနေရာမှာတုံးတယ်လဲဆိုတော့ပညာရေးမှာအဓိကတုံးပညာရေးမှာအဓိကတုံးအဲ့ဒီနိုင်ငံတွေကလေဒါကြောင့်ထိတ်ရောက်အဲ့ဒါတော့အဲ့ဒီစနစ်တွေကိုဒီလိုနိုင်ငံကဘယ်သူလုပ်ခဲ့လို့ဆိုတော့ အနှောရထားလုပ်ခဲ့စာအုပ်တော့ညို့မယ်ဗျာတမန်ကပြောတော်ပကံပကံပြောတော်တမန်ဒေါက်တာတက်လွင်ကြီးပါလေဒါရှင်မြပကံမှာပဲဝယ်လို့ရကျန်တဲ့နေရာတွေတိတ်မရှိတမန်ကပြောတော်ပကံပကံပြောတော်တမန်ရွှေသီးကုံဘုရားတို့အာဏာဘုရားတို့မှာဘယ်လွယ်ကူဝယ်လို့ရအခုခက်ဆိုရင်တော့3000လောက်ရှိရင်ရှိဘိုးတော်ကတော့သိကြည့်ဒေါက်တာတက်လွင်